အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်ဇွန်လ28ရက်နေ့အတွက်မလူဝတာခမ်းမ်းချက်တွေကိုတင်ဆက်ပေးပါရမယ်။မြင်းကလျင်သတင်းအနေနဲ့ဒီကနေ့ဇွန်လ28ရက်နေ့မြန်မာစံတော်ချိန်မနက်3:28မိနစ်ခန့်မှာမန္တလေးမြို့ရဲ့အရှိဘတ်15မိုင်ခန့်အကွာအနက်6မိုင်ခန့်ကိုပဟိုပြူပြီးအင်အား4.3ရက်တာစကေးရှိမြင်းကလျင်တစ်ခုလှောက်ခတ်သွားခဲ့ပါတယ်။လာမယ့်ဇွန်လ29ရက်နေ့30ရက်တွေမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်နိုင်တယ်လို့မိုးလဝတ္တပညာရှင်ဦးဝင်းနိုင်ကတည်ပေးထားပါတယ်။ဖြစ်ပေါ်လာနိုင်တဲ့လေပြင်းရဲရေဝန်းနဲ့လက်ရှိတရုတ်ပြည်မှာကံရံဘက်ကလေပြင်းရဲရေဝန်းရဲ့အရှိန်တက်ရောက်မှုတို့ကြောင့်ဇွန်လ29ရက်နေ့ကနေ30ရက်နေ့ထိရခိုင်ပြည်နယ်ကံရံနဲ့မွန်တနင်္လာရီကံရံတရှောင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့အမြောက်ပိုင်းစကိုင်းတိုင်းထပ်ပိုင်းအေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ မကွေးတိုင်းရဲ့နောက်ဖက်ရခိုင်ရိုးမနဲ့ကယ်လရက်ကဒေသတွေမှာမိုးများနိုင်ပြီးကျန်းပြည်နယ်နဲ့တိုင်းတွေမှာတော့မိုးအနည်းငယ်ကနေမိုးအသေးအတင်းရွာသွန်းနိုင်ပါတယ်။ဒီကနေ့ဇွန်လ28ရက်နေ့ညနေ6:30မိနစ်အချိန်တိုင်းထွာချက်အရချင်းတွင်မြေကြီးဟာဟ ோம் လင်းမြို့မှာပြန်လည်ကျဆင်းနေပြီးနောက်တစ်ရက်အတွင်းစိုးရင်အမတ်အောက်ကိုပြန်လည်ရောက်ရှိနိုင်ပါတယ်။ဖောင်ပြင်းမြို့မှာတော့အနည်းငယ်ဆက်တက်နေပြီးစိုးရင်အမတ်အထက်မှာပဲရှိနေအောင်မယ်လို့သိရပါတယ်။ဒါပြင် မော်လိုင်းမြို့မှာနောက်တရက်အတွင်းစွန့်ရည်အမှတ်ကိုရောက်ရှိနိုင်ပြီးကလေးဝါမင်းကင်းနဲ့မုံရွာမြို့တို့မှာတော့နောက်36နာရီအတွင်းစွန့်ရည်အမှတ်ကိုရောက်ရှိလာနိုင်ပါတယ်။ဒါကြောင့်ဖောင်ပြင်းမော်လိုင်းကလေးဝါမင်းကင်းနဲ့မုံရွာမြို့တွေကမြေနေမိုင်းနဲ့မြေကန်အနီးနေထိုင်သူတွေအနေနဲ့သတိနဲ့နေထိုင်ကြဖို့နဲ့မြေမြင့်တက်လာပါကအချိန်မီရှောင်ရှားကြဖို့မုစလကသတိပေးထားပါတယ်။အခြားမြို့ရဲ့မြေတွေကတော့စွန့်ရည်အမှတ်အောက်မှာပဲရှိနေကြပါတယ်။ မနက်ဖြန်ဇွန်လ28ရက်နေ့မွန်တဲချိန်အထိကရနီကရပြီမန္တလေးတိုင်းနဲ့စကိုင်းနဲ့အောက်ပိုင်းတို့မှာနေရာကျကျမကွေးတိုင်းမှာနေရာဆဲဆိုင်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရာနံပြောင်းမုတ်ထချုံရွာနိုင်ပြီးရွာရင်ရှားနှုံးပြည့်ဖြစ်ပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းစကိုင်းနယ်အထက်ပိုင်းရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ပြီးမုတ်ကြီးနိုင်ပါတယ်။ မောတန်ထက်စွာရွာသွန်းနိုင်တဲ့အချို့နေရာတွေမှာလျှရပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းတို့ပါဖြစ်နိုင်လို့သတိပြုနေထိုင်ကြဖို့မိုးစလာကသတိပေးထားပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမောတုံလေအားကောင်းနေပါတယ်။မြမကဲရန်တရှောင်းနဲ့ကဲလွန်ပင်လယ်ပြင်တို့မှာရမယင်ကမောတက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။မောတက်လေပြင်းကြစဉ်ရေပြင်မြေပြင်လျာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းပြင်း73မီကန်ရှိနိုင်ပါတယ်။ ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်နေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလှည့်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားရိမ်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလကအကြံပြုထားပါတယ်နောက်နှစ်ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးပေါ်လာပါမယ်ရှင် ခုလုံမိုးလေဝသခံမှန်းချက်တွေနဲ့တဘောဘီယန်ရဲ့သတိပေးချက်တွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification ခေါင်းလောင်းကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါရဲ့ရှင်အခုမိုးလေဝသသတင်းအချက်အလက်တွေဟာမိုးစလမိုးလေဝသမြန်မာရန်ကုန်ဌာနကွယ်အန်ယူဂျီမိုးလေဝသမိုးလေဝသပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါရဲ့ရှင်